ခရစ်စတယ်ဘဲလီကိုတကယ်ကိုနည်းနည်းကြိုက်တယ်ခံစားရတောင်းတင်းခိုင်မာမှုပဲခရစ်စတယ်ဘဲလီရဲ့ဂိုးပေါက်ကိုလီဗာပူးချိန်ချောက်နိုင်မှုခတ်မယ်လို့တော့ကျွန်တော်ထင်တယ်ဆက်စီကဒဏ်ရာပွဲပြည်အရင်များတဲ့ခါကျတော့ तू ကလည်းမနိုင်မဖြစ်ရုံးတာပဲပွဲမျိုးလည်းဖြစ်နေပြန်ချေပြီးကသူ့အိတ်ခွေးမှာပြင်ခက်ဖြစ်ရန်ကောင်းတဲ့အနေအထားမျိုးမှာတည်ရနေတာရိုက်ရန်ဘိုးရောက်ခတ်ပဲမယ်လို့ကျွန်တော်ထင်တယ် စနေညဆရာတို့နောက်လက်ရှစ်ခွဲပါမလို့နှစ်ပွဲနှစ်ပွဲကိုကျွန်တော်တို့တခါလဲခြုံငုံပြီးတော့တုံးတက်ပြီးရွေးချယ်မှုလေးကျွန်တော်တို့ထုတ်ထုတ်လိုက်ကြအောင်နော်အဲ့ဒါပွဲရတော့ Chelsea Brighton ပွဲနဲ့ကျွန်တော်တို့ Crystal Palace Liverpool ပွဲပေါ့နော်ပထမဆုံးအနေနဲ့ဟို Chelsea Brighton ပွဲကိုတော့ကျွန်တော်ကတော့တိတ်မရွေးချယ်တော့ဘူးအဲ့တော့အဲ့ဒီမှာဆရာတို့ရဲ့ရွေးချယ်မှုလေးကိုတစ်ချက်ပြောပေးပါတော့ Chelsea Brighton ကတော့လက်တော့မှာအိမ်ကွင်းက150တန်း Chelsea ကပေါက်ပြီးဘိုးဘောင်က3လုံးတည်နဲ့အာရှဈေးဘက်ဖွင့်လာတယ်ပေါ့အဲ့ Chelsea အနေထားဘက်ကိုကျွန်တော်သုံးသပ်မယ်ဆိုရင်ဒါຫນွေတော့ကတော့ပေါင်တန်း200ကျော်တော့150လောက်ထိသုံးနေမယ်။ Chelsea ကဒါ အဖွင့်၅ဘွဲကစားပြီးမှနှစ်ဘွဲပဲနိုင်တယ်ဆိုတော့ကျွန်တော်အနေနဲ့တိတ်ပြီးတော့ဟိုအရန်မလှတာမလှပါသေးဘူးလို့ကျွန်တော်တော့နည်းနည်းမြင်တယ်ပေါ့နော်အဲ့တော့တကယ်လို့များဒီပွဲမှာ Brighton ကို Chelsea ကမနိုင်ဘူးဆိုရင်ပေါ့နော်မနိုင်ဘူးဆိုခဲ့ရင် Chelsea ကအရင်တော့2024ဒီဇင်ဘာနဲ့ဒီ2025ဇန်နဝါရီကြားကာလမှာ၅ဘွဲဆက်နိုင်ပွဲမရခဲ့ဘူးလေကဲအစံကြီးတစ်ခုရှိခဲ့ဘူးလေတကယ်လို့ဒီ Brighton ကိုသာဒီပွဲမှာမရဘူးဆိုရင်ဒါ၃ဘွဲဆက်နိုင်ပွဲမရမှုနဲ့အဲ့ဒီ2025မှာတင်ခဲ့တဲ့စံကြီးနောက်ပိုင်းမှာအစိုးရဆုံးလိဖြတ်တတ်မှုအဖြစ်ကို Chelsea က ဒါတင်ချန်ခဲ့မဲ့အချက်လက်လေးတခုကိုကျွန်တော်လေ့လာတွေ့ရှိရတယ်ပေါ့နော်အဲတစ်ခါကတော့ဒါ Biden Biden ကိုဆရာလူလည်းသိပါတယ်ဒါစပါးကိုဟိုနှစ်ဘိုးပြက်နဲ့ဥဆောင်နေရနေရနေမှာဒါဟိုနှစ်ပြန်ပြေးလိုက်ရပြီးတော့ငါးဘွယ်ကစားငါးဘွယ်ငါးမှတ်ယူထားနိုင်တဲ့အသင်းပေါ့နော်တစ်ချက်လေးပဲ Biden Stamp Stamp Group တွားခဲ့တဲ့ဒီနောက်ဆုံးရှစ်ပွဲမှာတစ်ချိန်ပဲနိုင်ခဲ့ဘူးတဲ့အနေထားရှိတယ်အဲ့လိုအနေထားရှိတယ်ဆိုတော့ဟိုပြောရရင်တော့ Chelsea အဆင်လာတာနေတယ် Biden နဲ့နောက်ဆုံး၄ချိန်ဆက်ကူမှာရလည်းလည်းကောင်းတယ်ခြေလည်းအောင်ထားတယ်အဲ့တော့ဒီပွဲစဉ်မှာ Chelsea ခြေ ဆက်လက်အောင်နိုင်ပါမလားလက်ရှိမှာလည်းခုနကျွန်တော်ပြောသူ Chelsea ရဲ့ခြေစွမ်းအနေထားကိုလည်းကျွန်တော်သိအားမရတော့ကျွန်တော်တော့ body ဘက်ကိုကျွန်တော်တိတ်မရွေးချင်ဘူးအဲ့တော့ဆရာတို့ရဲ့အဲ့ဒီရွေးချယ်မှုလေးကိုတစ်ချက်တော့လုပ်တတ်ပါဘူးနော် Chelsea ကတော့တော့ Man U နဲ့ဝင်မှာ now ဟိုရှုံးသွားတယ်အဲပယ်မှာလည်းနာသွားတယ်ပယ်မှာလည်းနာသွားတယ်နောက်ဒန်ယာဆန်ချက်ကဂိုးသမားဆန်ချက်ကပွဲပဲအတူမှာပြဿနာပေါင်းစုံရှိသေးတယ်အဲ့ဒီဆိုတော့ဒီ brighter ကို1ပေါင်း1ပေါင်းကျော်ပေးလာတယ်ပေါ့ဗျာဟုတ်ဆရာတကယ်ဆိုရင်1အပေါင်း20လောက် ။ဘာမှမဝမ်းတော့ဆက်ငယ်တဲ့ဈေးထဲတော့အဲ့လိုမျိုးတွောင်းအောင်ပါ။ဆိုတော့ဒီပွဲဟိုအာရှဈေးကွက်နဲ့သူတို့နှစ်သိန်းရဲ့အနေထားကိုတိုင်းချစ်ပြီးစဉ်းစားရမယ်ဆိုရင်တော်တော်လေးတော့စဉ်းစားကြက်သွား။ချက်စီးရတန်ရာပွဲပွဲတွေအများများတဲ့အခါကျတော့အဲသူကလည်းမနိုင်မဖြစ်ရုံးတာပဲပွဲမျိုးလည်းဖြစ်နေပြန်။အဘရိုက်တန်ရဲ့နောက်တန်းကိုကြည့်မယ်ဆိုရင်တော့ဂိုးတွေပေးနေရတယ်ကျွန်တော်အဲစပောင်းလေးပွဲဆိုလည်းကြည့်ရုံဗျာဒါသူဒါထိန်းနိုင်ရမယ်နော်ဂိုးနဲ့ နှစ်ခုပြန်ပေးရတယ်။ပြီးခဲ့တဲ့ရာသီကို Brighton ကိုပြန်ကြည့်မယ်ဆိုရင် Brighton ပြီးခဲ့တဲ့ရာသီမှာလည်းအဲ့လိုပဲ Southampton လို့ပြောလို့ဆိုရင်သူနှစ်ခုသားနဲ့ဥဆောင်ပြီးမှနှစ်ခုပြန်ပေးရတယ်။သူ့တောင်တန်းကနောက်နောက်ဆုံး18ပွဲမှာဆိုရင်ဂိုးမပေးရဘူးပွဲတပွဲပဲရှိတယ်။ဆိုတော့သူ့တောင်တန်းအပိုင်းကလည်းမခိုင်ပါဘူး။ Chelsea ကလည်းနိုင်ကိုနိုင်လုံးစိတ်ပြည့်နေကစားဆိုတော့ပြန်လည်သွင်းကိုပြီးမြောက်တော့မလား။ဒါမှမဟုတ်ပဲね Chelsea ကလည်းဂိုးရောက်ဖို့ခက်မလား။ပယ်မာမပါဘူးဆိုရင်ပေါ့။ဒါတော့မတိကြသေးဘူးပေါ့နော်။ပယ်မာရဲ့အနေထားလေးကိုသူတို့ဘက်ကမထုတ်ပြန်သေးဘူးပေါ့။ အနည်းငယ်ကောင်ပါပဲပိတ်မလားအဲတကိုးရတဲ့အတင်းကပဲပိတ်ပြီးတော့ကောင်တာတွေပဲကစားမှာဟိုလေးကိုလိပလာလုံးကလည်းတတ်တင်းလုံးအရန်ကစားခဲ့ကစားလည်းထုတ်သုံးခဲ့တော့ဒီဘွဲကိုတကယ်လိနိုင်ဘွဲပြန်ရဖို့ချက်စီကအားဆိုင်လာနေတော့လေဟုတ်တယ်နော်တကိုးနဲ့ရတာလည်းပဲပြန်ပြီးတော့ခန်းစစ်ကပြန်ထိုင်မလားဆိုတော့ဒီနော်ဆရာရဘယ်လိုမြင်လဲအဲ့ဒီဘွဲကိုအဝမ်းနဲ့ကြောက်တဲ့သုံးလုံးတွေမှာတော့ရူရပြတော့တွေ့လို့ရတာနှစ်ဖက်တွေကိုပြန်လည်းမြင်နိုင်တယ်ဒါပေမဲ့ကျွန်တော်ဒီဘွဲတွေမှာတည်တင်တာကကျွန်တော်အမြင်တွေကမသိဘူး ဒီမားဆာလက်ထက်မှာပဲချယ်ပြီးရနောက်တော့ဒီတင်းရတဲ့အဝေးဝေးပိုးပွဲမှာသူခံပြစ်တာနှစ်ပွဲပဲပိုးပေးရတယ်။ဒါရည်ဒီရည်ရာသီသအဝေးဝေးပွဲကိုပြန်ပြီးရနှစ်ပွဲကလာနှစ်ပွဲတော့ရှုံး။ဒါပေမဲ့အဲ့ဒီဒီဘိုက်ဒန်လက်ရှိနေရာလက်ထက်မှာပဲဘိုက်ဒန်ကအဝေးဝေးသုံးပွဲသလောက်ညှိရှုံးတယ်ဆိုတာခက်ရှားကြတယ်။သူကနှစ်ပွဲရှုံးရမယ်အသေးနဲ့ပြန်ခေါ်လာရတာရှိရ။ဒါပေမဲ့ဘိုက်ဒန်ဒီရည်သီသအဝေးဝေးပွဲမှာလည်းဒီအင်ဗာတန်တို့ဘုံမောက်တို့ဂိုးမရခဲ့တဲ့တိုက်တစ်ကချယ်စီရဲ့ချယ်စီကသူ့အိတ်ပွဲမှာပြင် ခက်ဖြစ်ဒီရန်ကောင်းတဲ့အနေအထားမျိုးမှာပြည့်ရနေတာရိုင်ဟန်ဘိုးရောက်ခပ်ပဲမယ်တခါတဲ့ပြီးရခရဲ့တွေ့ဆုံနောက်36ဘွဲဆက်လောက်ဒီကအပြည့်နဲ့သူ့ဝင်နေဆော်ရီရတယ်ပြီးဒွိဝင်ကိုအနေတော့ချက်ထားတဲ့အချိန်ကဒီနှစ်သိအတင်လာပါလေဒီ6ဘွဲဆက်တာတော်တော်လေးများနေပြီးတော့ဒီချယ်ဘီရဲ့အိတ်ကွင်းခန့်ဖစ်ပိုင်းနဲ့ချယ်ဘီရဲ့အိတ်ကွင်းတက်ဖစ်ပိုင်းမှာပြန်ကြည့်ကြတော့တဘောအနေတော့၃ခုလောက်ကြီးတွေ့ထားနိုင်တယ်တက်ဖစ်မျိုးလည်းမရှိဆိုတော့ကျွန်တော်ကတော့ချယ်ဘီနိုင်တယ်1 0 ဒီ one ပုံစံမျိုးတော့ပဲသွားမယ်လို့ဟိုးနဲတော့တုံးလုံးထပ်တော့မမြင်နိုင်ဘူးဆိုတော့မမြင်ရဘူးဆိုတော့ဒါမျိုးနောက်တစ်ချက်ကနှစ်ဖက်အပြန်လန်တွင်းကိုရဖို့လဲခက်ခဲသွားနိုင်တဲ့အနေအထားမျိုးပြီးတော့မြင်တယ်ဒီဘွဲကပြောရခက်တယ်ကြာခက်စီးကလည်းဒါပြောဟိုသူမန်မန်ကြီးကိုရှုံးထားတဲ့အရှိန်နဲ့ရှိန်မအမှတ်တွေမရတော့တဲ့အရှိန်နဲ့ဆိုတော့သူကလည်းတွန်းတွန်းတွန်းပြီးတော့သူကလည်းရမကောင်းအောင်သူစူးစမ်းရမယ့်အနေအထားအတိုင်းအပွဲပွဲတွေကလည်းသူ့မှာများနေတဲ့ခါကျတော့ ူနိုင်မမလားလို့တော့ကျွန်တော်ကဆိုရင်ဒီဒီပွဲမှာလေအော် Brighton ကိုသွားရှော့တော့လို့မပြောဘူး Brighton ရဲ့တကောင်တာတိုက်ဆက်ကလည်းဒါမီဒူမာတို့မင်တာတို့ဆိုတော့အကောင်းဆုံးပုံစံရနေတဲ့အချိန်ဆိုတော့အော်သူ Brighton ကလည်းဂိုးရနိုင်ချင်ရှိနေတယ် Chelsea ကလည်းဂိုးရနိုင်ချင်ရှိနေတော့အဆရာဆန်အော်ဆရာရဲ့ကကိုယ်အောင်ရွေးရတယ်ဆိုတော့ကျွန်တော်ကိုယ်အောင်ပိုင်းစဉ်းစားကြည့်တော့လေကျွန်တော်ကတော့တိတ်ပြီးတော့နည်းနည်းကြောက်နေပြီလားဟုတ်ကဲ့နောက်တစ်ခွဲကျွန်တော်ကမာရူပါလို့ကြောက်တော့လေဟိုလက်ရှိအနေထားဆို သူတို့ရသူတို့တွေကအိတ်ကွေးလုံးနိုင်မှာအားကိုပဲတောင်းလာပါတော့ဝေးခွင့်ပိုင်းမှာကျတော့သူတို့ရဲ့တိုက်စီရသွားလာတယ်ဟုတ်တယ်ဟုတ်တယ်မနေ့ကဘုံဘုံလာတော့အားအားနဲ့ပတ်မှာရှိရတော့ခဲ့မယ်ပြောမှာဆိုရင်အေကော်တန်တို့ဘုံဘုံတို့ကခံဖြစ်တဲ့ဆယ်လီကဘီတော့မာတော့ အဲ့ဒါဆိုကျွန်တော်တို့အဲ့ပွဲစဉ်အရဆိုကျွန်တော်တို့ကဟိုဟာရွေးချယ်မှုဆောင်လို့ဆရာရဲ့အကြိုက်အနေနဲ့ဆိုကျွန်တော်တို့ Chelsea ဘွဲကိုအောင်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်နောက်ပွဲလေးပေါ့ရရအောင် Crystal Palace နဲ့ Liverpool ပြာကျွန်တော်ကတော့ Crystal Palace ကိုတကယ်ကိုနည်းနည်းကြိုက်တယ်ခံစားရတောင်းတင်းခိုင်မာမှုပဲ Crystal Palace ရဲ့ဂိုးပေါက်ကို Liverpool ချင်းချောင်းနိုင်မှုခတ်မယ်လို့တော့ကျွန်တော်ထင်တယ်လက်တော့မှာအာရှဈေးကွက်ကတော့ဒါ Liverpool ကတေးတေးရှုံးပေါ့နော်ဂိုးပေါက်ကတော့အတုံးလုံး90နိုင်နဲ့ဖွင့်ထားတယ်ဒါပြောရရင်တော့ရှုံးပွဲမရှိနဲ့တင်း ဟိုတွေ့ကြတဲ့အနေအထား Palace ကလည်းဒါပြောရရင်လီဗာပူးကိုဒုက္ခပေးနိုင်တဲ့အသင်းတစ်သင်းတည်းမှာပါတယ်ဒါမေလာလုံးအန်ဖီကွင်းမှာဆိုတရေကစားခဲ့တယ်ပြီးခဲ့တဲ့ community တိုင်းမှာဆိုဒါ penalty နဲ့ဒါနိုင်ပြီးတော့ဒါ Palace ကအောင်မြင်မှုရထားခဲ့တဲ့အနေအထားပေါ့နော်နောက်တစ်ချက်ကလီဗာပူးကို Palace နောက်ဆုံးနိုင်ခဲ့တာကတော့ဒါ2014ဒီတုန်းကနိုဝင်ဘာလကတော့တစ်ချက်တော့ရှိတယ်ဆိုပေမဲ့လို့ကျွန်တော်ကတော့ဒါ Palace ရဲ့ last door Chelsea ခြေစွန်းအရာကိုခံစစ်တောင်းရင်းခိုင်မာမှုအနေအထားမှာဒါလီဗာပူးနည်းနည်းရုန်းကန်ရတယ်လို့ထင်တယ်လာလီဗာပူးကတော့ကြားထဲမှာတော့ Southampton ကိုနိုင်သွားတဲ့အတွက်ကြောင့်သူ့ပွဲကကဒါခုနှစ်ပွဲမြောက်နိုင်ပွဲရရှိသွားတာဖြစ်တဲ့ အော်ဒီပွဲမှာဒါလီဗာပူးကပဲလစ်ကိုနိုင်မယ်ဆိုရင်တော့ဒါလိဒါ6ပွဲဆက်နိုင်ပွဲရပြီးတော့ဒီဖလားလန်းချောင်းအတွက်ကိုပြိုင်ဘက်တွေကိုအမှတ်ကျူပြီးဖြတ်ထားနိုင်မယ်အနေထားမျိုးဆိုရှိတယ်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီပဲလစ်အင်ကွင်းမှာတော့လီဗာပူးနည်းနည်းရုံးကန်ရုံးကန်ရနိုင်တယ်ပဲလစ်ကကြီးအောင်နိုင်ကြီးရတယ်တရေရှုံးကြီးမှာ51တက်တမ300ကန်ကိုခပ်ပါပါစွန်းနေရအောင်တွေ့တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ခရစ်စတယ်ပဲလစ်ကိုရွေးချယ်နေတယ်ဆရာတို့ရဲ့အနေနဲ့အော်ဒီဘွဲနဲ့ဒီဘွဲကတော့နှစ်သင်းတွေ့အများအချိန်နဲ့ရှိစေဟာကစားဖို့အချိန်နဲ့ရှိရယ် တော့ပြီးခဲ့တဲ့ community time မှာဆိုရင်လေဒီ holder ဘောနော်ကိုကာ accident နဲ့သုံးပါဘောလေ holder ဟိုဝိုင်းဆောင်ပြောင်းနေဟို palace ကြီးပြိတ္တရအဲ့လိုဒီသူတို့တန်ဆန်မှုတွေပြင်းထန်ပြီးတော့အာကိုင်းထဲမှာဆိုရင်လည်းဒါအပြန်အလှန်သွင်းမှုတွေလည်းမြင်ရတယ်ဖြောင်ပြေမှုလည်းရှိတယ်ဘောနောက်နှစ်သိန်းတန်ဆန်မှုကလည်းပြင်းထန်တယ်နောက်ဒီ crystal palace ကစားသမားဖြစ်တဲ့ဂူဟီယိုဆိုရင်ဒါဟို liverpool ကရအောင် လိုက်ခဲ့တာမရခဲ့ဘူး။ဒါအခုဆိုတော့ဂူကြီးနဲ့ပြန်ရင်ဆန်းရပြီ။ဂူကြီးနဲ့လာခရစ်တွေဒီဘိုးကန်ဆစ်ရပြတော်တော်မိုက်တယ်။တော်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 ကောင်းတယ်တောင်းတင်းတယ်လို့ပြောတော့အဲဒါမဲ့လီဗာပူးကဘာအသာချက်ရှိနေလဲဆိုတော့သူပရီးမီးယားလိဖြစ်နေတာဟိုပယ်လစ်အင်ဂရွန်တော့ကစားတယ်နောက်ဆုံး၁၀ချိန်မှာဆို၉ချိန်တိုင်းအချိန်တွေဖြတ်တန်းထားတာမျိုးတွေ့ရတယ်။ဆိုတော့နောက်တစ်ခါလီဗာပူးအတွက်ဘာအသာချက်ရှိနေပြန်သေးလဲဆိုတော့လေဟိုခရစ်စတယ်ပယ်လစ်အနေနဲ့ရာသီအစဘာမွေးစားလိုက်မရှုံးတော့ဒါပထမဆုံးအချိန်ပဲပေါ့နော်သူတို့ရဲ့နောက်ဆုံး ဟိုဟိုဆယ်ရာဒီတော့ကြည့်မယ်ဆိုရင်ဒီဟာကပထမဆုံးအချိန်လုံးပြင့်နေဆိုတော့ playlist များရှုံးဝဲများ6 6ပွဲမြောက်မှာမှရှုံးဝဲကြုံမလာပါဘောနော်အဲ့လိုအချိန်တွေရှိတယ်ဒါတွေကအချက်လက်ပိုင်းဆိုင်ရာတွေပေါ့ကျွန်တော်ကခြေစွမ်းပိုင်းဆိုင်ရာနဲ့အဆောက်ဈေးကနေထားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကတစ်ခါကြရင်ဟို logic ဆန်ဆန်လေးတွေယုတ်တိပေဒါဆန်ဆန်လေးတွေစဉ်းစားတာကိုခဏပယ်ဖြောက်ပြီးတော့အခါဟိုဒီလက်ပေါ်ဘူးရဲ့နိုင်ဝဲဆက်မှုတွေကများနေပြီလို့ကျွန်တော်မြင်တယ်ဒီပွဲလေးမှာတော့အနည်းဆုံးတေးလျော့တော့ကြပြီးတော့ အာဇနနဲ့ဟိုမန်စီးတီးနဲ့ဟိုလည်းပြန်ဆောင်ရမယ်လို့ဖြစ်ရင်သူအရှိရလေးပြောအရင်ကပြေးနေတာဗျဒီသူပြန်ပြေးတော့လည်းဖြစ်နေတယ်တိတ်ပြေးတော့လည်းပြေးနေတာမျိုးပြီးတော့သူနိုင်လာလဲခုနှစ်ပွဲဆိုတော့ဟုတ်တယ်ခုနှစ်ပွဲဆိုတော့ခုနှစ်ပွဲဆိုတော့အဲ့လိုမျိုးနေနိုင်နေတဲ့ခါကျတော့ ဒါတော်သိပြီเนาะဒီလောက်လည်းတော့ကျင်းသက်သိပြီလို့ကျွန်တော်မြင်တယ်ဒါကြောင့်ချက်လက်ပိုင်းဆိုင်ရာခြေစမ်းပိုင်းဆိုင်ရာရလေပံဘူးကနည်းနည်းလေးတောင်းရနေတယ်ဆိုပေမဲ့အဲ logic တွေကိုမေ့ဖြောက်ပြီးတော့ဒီဘွဲမှာ crystal palace နဲ့ ayes ဆွန်လိုက်ခြင်းနဲ့ crystal palace နဲ့6ဘွဲဆက်ရှုံးခွင်းဒီနှစ်သင်းရောဒါဒီရာသီမှာရှုံးခွင်းမရှိသေးတဲ့နှစ်သင်းပေါ့နော်ဒါ crystal palace ကရှုံးခွင်းမရှိမှု၈ဆက်နိုင်လိမ့်မယ်လို့တော့ တဲ့နော်ကြာရဲအနေနဲ့ဟုတ်အဲပြင်းရောတော့မပေါဘူးလို့ပြောတယ်ဟုတ်ကဲ့ဒီဘက်မှာဟိုစမသားလာတော့ဟိုကပေါင်ဖို့မသေးတော့တင်းတော့ဘဲလေးရဲ့ drive ဖြစ်ပိုင်းမှာငနေလေးတော့အဲတော်ချင်းလို့ရှိနေတော့မှာပေါ့ဟိုမာတီတတိယောက်နေနေလော်ဘူးရဲ့ drive ဖြစ်ပိုင်းကိုခံရချင်းရောက်ချင်းတော့ဘယ်လိုလုပ်လို့တင်းလဲအဲကျွန်တော်ဒီ community တိုင်းမှာဆိုတော့ဒီကောင်းလို့ဒါ YouTube လို့လည်းအနေအတေကြောက်တော့နော်မင်းကူလေးတော့အဲနောက်တစ်ချက်ပြန်ကြည့်ကြတာလော်ဘူးမှာပြန်ကြည့်ကြတာလော်ဘူးကဘဲလေးအိမ်ကြီးရောက်တယ်ဒီပထမအကောင်းလေး ပေမဲ့အဝေးဝင်းရောက်တာပဲဖြစ်ဖြစ် level fit တွေရာဒီပွဲတွေတော်တော်များများကိုပြန်တိမယ်ဆိုရင်ဟို70လောက်ပိုင်းမှာခိုးရခဲ့တာကြီးတော်တော်လေးကိုများတယ်ဟိုဒုတိယပထမပိုင်းစားစားချိန်မှာဒီ level ကတော့တော်တော်လေးကောင်းတယ်ဒါပေမဲ့ဒုတိယပိုင်းအစနဲ့ဒီ minute 80တန်းမှာဒီ level ကအကြပိုင်းမှာတော်တော်လေးရောက်တယ်ပွဲတွေတော်တော်များများကိုတက်ခဲ့တယ်တော်တော်လက်ရှိပေးထားတဲ့ data နဲ့ပဲစစ်ကစားနေတဲ့ပုံစံမျိုးနဲ့ပြင်ကျွန်တော်ဒီပွဲတွေက တတော်ပထမပွဲလို့ပြောတယ်ကျွန်တော်ကလည်းချီရပနဲ့ပွဲတင်နေတာပါတယ်ကျွန်တော်ကဒီပွဲတွေကိုလက်ချောင်ဆိုရင်ပထမဒီ guy ချဲ့ပြီးနေခိုင်းတဲ့ပွဲတွေတော့ပြန်ကြည့်ရအောင်အစည်းအဝေးမရှိရတဲ့ဒီမှာဆောင်းပါဝင်ဖို့မတွေ့တာလေပြီးတော့ကလည်းတရားရနေတဲ့အနေနဲ့ပါတော့ ပဲလစ်ကိုရောက်တော့တော့ခက်ခဲနေတယ်။ဘာလို့လဲ။တိ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 တော့မပါဘူး။ဒီလီဗာပူးအင်းကာဘောင်းပဲ။ဟုတ်တယ်။ဒါအဲ့ပွဲကဂိုးအောင်လေးများပြစ်နိုင်ပြီ။ဟုတ်တယ်။ဂိုးအောင်လည်းအောက်ဆုံးတော့ဖြစ်သွားနိုင်ပြီလား။ဟုတ်ကဲ့။တိ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 လည်းမပါဘူးလို့ပြောဒီပြည်ဆက်အရောက်နေနဲ့ဖတ်မှာ။ဂိုးအောင်စီရတယ်နော်၃၅၀နိုင်တယ်။ဒီရောက်မပါလေဟာပါ၃၅၀နိုင်အောင်ဖွင့်အနေထားမျိုး။ဆိုတော့ဟုတ်ကဲ့ကျွန်တော်တို့စနေညဒါ၈နိုင်ခွဲ၂ပွဲဖြစ်တဲ့ကျွန်တော်တို့ Chelsea Brighton နဲ့ Crystal Palace လီဗာပူးကိုတခါလဲခြုံငုံသုံးသက်ပြီးတော့မှတင်ပြပေးလိုက်တာပါ။အဲ့ဒီမှာမှရွေးချယ်မှုတွေထွက်လာတာကတော့ ဆရာကြီးကတော့ Chelsea Brighton ပွဲကို9ကိုရွေးချယ်ပြီးတော့ကျွန်တော်နဲ့ဆရာကျော်ကတော့ဒါ Crystal Palace Liverpool ကိုကျွန်တော် Body Crystal Palace ရွေးစွန်သားတင်တယ်လို့ကျွန်တော်တို့ကရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျာ